မင်္ဂလာပါခင်ဗျာ အခုဖတ်ပြမယ်စာအုပ်ကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများဤပြဿနာများနဲ့သိမြင်နားလည်ခြင်းဖြစ်ပါတယ်ဒီစာအုပ်ထဲကအခန်း၅ဒီလောဤအယူအဆဒီလောဂရိကိုဖတ်ပြသွားမှာပါဒီလောဤအယူအဆဒီလောဂရိစ် 1996မှာ Dilor E Report Dilor Report ဆိုတာကို UNESCO ကထုတ်ပြန်ပါတယ်။ Dilor ရဲ့ Report က1990ခုနှစ်တွေထဲကမ္ဘာမှာဖြစ်လာတဲ့တင်းအားတွေ tensions အကြောင်းစဖော်ပြတယ်။ပြီးတော့မှ Dilor ရဲ့ grit တဲ့ပညာရေးအကြောင်းပြောတယ်။ယခုပြောဟောနေတဲ့အကြောင်းအရာပေါ့ဖတ်ရှုကြည့်တော်မူပါ။တဲ့ global နဲ့ local လူတွေက ကဘာသူကဘာသား world citizen တွေဖြစ်ဖို့လိုလာတယ်။သို့တော့သူတို့ရဲ့အခြေအမြင့်တိုင်းပြည်နဲ့အသက်အဝန်းကိုလည်းဆုံးရှုံးမသွားဘဲနဲ့ဖြစ်လာရမယ်။နှစ် universal နဲ့တူချင်း the universal and the adventurer လူရင်ကျေးမှုက global တရွေ့ရွေ့ဖြစ်လာပြီမဲ့တဝက်တပြည့်ပဲဖြစ်မယ်။ လူတဦးချင်းရဲ့တမူစီထူးတာပျောက်သွားမဲ့အန်ဒီယ်ကရှိတယ်။သူတို့ယင်ကျေးမှု ရိုးရာဓလေ့တွေဟာတတိမထားရင်ဖွပြိုးတိုးတက်မှုဆိုတာတွေကြောင့်အန်ဒီယ်ရှိတယ်။၃ရိုးရာနဲ့ modern tradition and modernity အတိတ်ကိုကြောခိုင်းမပစ်ဘဲနဲ့ပြုပြင်လက်ခံဖို့ဖြစ်နိုင်သလားမိမိကိုမိမိပိုင်မှု autonomy ဟာလေအခြားသူတွေရဲ့လွတ်လွတ်လပ်လပ်ဖွပြိုးမှုနဲ့အတူဖြစ်နိုင်တဲ့ information နည်းပညာရဲ့စိန်ခေါ်မှုတွေကိုဒီစိတ်ဓာတ်နဲ့ရင်ဆိုင်ရမယ်၄ရေရှည်နဲ့ရေတူ long term and short term အမြော်အမြင်ခိတ္တယာကြီးသတင်းတွေနဲ့အတူခန်းစားမှုတွေကလက်ငင်းပြဿနာတွေအပေါ်မှာပဲအာယုံစိုက်မိအောင်ဖြစ်နေတယ်လူထုကလည်းလက်ငင်းဖြည့်ရှင်းမှုတွေနဲ့အ мян ပြန်ဖြည့်တာတွေကိုတောင်းဆိုနေကြရောပြဿနာအများစုကတင်းကြီးခံ ရေရှည်စူပေါင်းဆွေးနွေးတဲ့နေပြူဟာလိုအပ်တာပညာရေးရာပေါ်စီတွေဟာလည်းအလားတူ ဖြစ်ရတယ်။ငါပြိုင်ဆိုင်မှုကလိုအပ်တယ်။သို့တော့အခွင့်အရေးကတော့လည်းဒန်းတူဖြစ်ရမယ်။စီးပွားရေးလူမှုရေးပေါ်စီသမားတွေသာမဟုတ်ဘဲပညာရေးရာပေါ်စီသမားတွေအဖို့လည်းအရေးကြီးတဲ့အချင်းအရာ ယခုအချိန်မှာတော့ဒန်းတူအခွင့်အရေးရမှုကညှော်နေလာတဲ့ပြိုင်ဆိုင်မှုအပေါ် အာယုံစိုက်ကြတာကိုတသက်တာပညာရေး life long education ကို ပြန်လည်စဉ်းစားခင်မိအောင်လုပ်ဖို့ပဲအားသုံးခုလုံးရဖို့ပြိုင်ဆိုင်မှုကလှုပ်ဆော်မှုအားပူးပေါင်းဆောင်ရွက်မှုကစူပေါင်းအားသွေးစည်းမှုကညီညွတ်မှုအားရဖို့အတွေ့ပဲ6ပညာဘူးသူတာက အလွန်တရာကျေပြတ်လာတယ်ဒါကိုလူသားတတိဗလစွမ်းထာမက ယူနိုင်ပါမလားဘာသာရအစ်စ်တွေထတ်တိုးရမလားဖြစ်လာတယ် တဘာဝပတ်ဝန်းကျင်ကိုပိုနားလည်ရမယ်တဘာဝပတ်ဝန်းကျင်ကိုပိုပြီးထိမ့်သိမ့်စေချောင်းစိတ်ပိုင်းယုတ်ပိုင်းချမ်းသာစေချောင်းမိမိအကြောင်းမိမိသိစေချောင်းထိုးအကြောင်းအရာများသို့တော်သင်ရိုးညွှန်းနှမ်းမှာငကိုကလေးကဖီအားတွေရှိနေပြီးအခြေခံပညာရေးအတွေ့မဖြစ်မနေမပါမပြီးတဲ့ဘာသာရများရှိပြီးចောင်းသားဟာမိမိဘဝကိုတိုးတက်အောင်ပညာတုတအားစမ်းသပ်ရှာဖွေမှုအားဖြင့်မိမိကိုယ်ပိုင်ဓလေ့ကိုစောက်ထိန်ပြီး တိုးတက်ဖွပြိုးစေခြင်းအဖြစ်လို့ရမှာခုနှစ်စိတ်နဲ့ရုပ် the spiritual and the materials ကိုจิตတိလဆိုတဲ့ထားအပ်တဲ့စန္ဒမူနာများတန်ဖိုးရှိတယ်ပညာရေးရဲ့မောမြတ်သောအလုတ်ဟာသူတို့ရဲ့ရိုးရာထုံတမ်းနဲ့ယုံကြည်မှုအလျောက်ကလေးတိုင်းကိုจิตတိလနဲ့အညီပြုမှုအောင်အများနဲ့လိုက်အောင် လေးစားသမှုရှိအောင်ဟွာ parallelism ကိုနားလည်အောင် စိတ်မြမအောင် မိမိကိုယ်ထက်ကြော်ကြည့်တတ်အောင်စာတင်ခြင်းဖြစ်တဲ့လူသားရဲ့ရှင်သန်ခြင်းဟာလူကိုယ်จิตတရားပေါ်တည်တာကို27ရာစုရဲ့အလွန်လင်းလင်းမြန်မြန်ပြောင်းလဲနေတဲ့ကဘာကြီးကိုစာတင်သားကရင်ဆိုင်ရမယ်ပြောင်းလွယ်ပြင်လွယ်ဖြစ်မှ flexibility အမယ်တွေကစုံတင်လှတာကို နေရမတူကာလမတူရင်တွေ့ရမယ်တော့ချက်ဒေါက်တိုင်မာကြီး၄ခုတဲ့ Four Keys Pillars ပညာရေးနဲ့ဘဝကိုထိုဒေါက်တိုင်၄ခုနဲ့ မှတ်ထားမယ်လို့ဒီလောကဆိုတယ်1 learning to know သိရန်သင်ခြင်းသိစရာတွေကအများကြီးတကယ်တော့အခြေခံအဖြစ် learning to learn သင်ယူတတ်ရန်သင်ရမှာအသုံးချနိုင်သောအသုံးပြုရသည့်သင်ယူသည့်ကျွမ်းကျင်မှုရအောင် လုပ်ပေးဖို့ပဲတဲ့ learning skill ခုခေါ်သောသင်ယူရန်အသုံးပြုသည့်ထိုကျွမ်းကျင်မှုရသောဘဝတစ်လျှောက်လုံးမှာပေါ်ထွက်လာမယ့် ပညာရေးရာ အခွင့်အရေးတွေကိုအကျိုးရရာရှိကြောင်းလုံနိုင်မှာပဲသိပ္ပံပညာတိုးတက်မှုကြောင့်စီးပွားရေးရာလူမှုရေးရာအသွင်တက်တွေကြောင့်အပြောင်းလဲတွေကမြန်ဆန္ဒကိုသိမှတ်နေရမယ်သိရန်တင်တာကကျက်ပြတ်တဲ့ပညာရေးနဲ့ရွေးချယ်ထားတဲ့ဘာသာရပ်တချို့မှာတော့နက်နက်ရှမ်းရှမ်းအလုပ်လုပ်နိုင်ခြင်းထိုနှမျိုးပေါင်းစပ်လာစီနိုင်မှုခလေးကိုမိမိကိုမိမိယုံကြည်မှုရောက်အောင်လုပ်ပေးရတဲ့ တင်ယူခြင်းဆိုင်ရာကျွမ်းကျင်မှုရှိရင်ကလေးကမိမိကိုမိမိယုံကြည်လာတာပါပဲ။နှစ် Learn and to do လောက်တန်ရန်သင်ခြင်းအလုတ်အကင်အတွက်လူအပ်သောကျွမ်းကျင်မှုအသက်မွေးဝမ်းကြောင်းအလုတ်တစ်ခုခုအတွက်အာရုံစိုက်တယ်အလုတ်အတွက်ကျွမ်းကျင်မှုအပြင်ကြိုးတင်မမြင်နိုင်တဲ့အခြေအနေတွေမှာလိုက်လျောညီထွေဖြစ်အောင်လောက်တတ်တဲ့အရေးအချင်းအစုအဖွဲ့နဲ့လောက်တတ်တဲ့အရေးအချင်းရအောင်သင်ပေးရမယ်။ကျောင်းမှာ project based learning ဆိုတာတွေသင်ပေးရတယ် PE မှာအဖွဲ့လိုက်ကစားရတယ်အတူတေးဂီတာသင်ရတယ်တချင်းဆိုတယ်3 learning to be ဖြစ်ရန်သင်ခြင်းလူရဲ့ကိန်းနေတဲ့အစွမ်းကိုအပြည့်အဝတိုးတက်ဖို့ဖြူအောင်လုပ်တာ Fourth and the 21st century everyone will need to access greater independence and judgment combined with a stronger sense of personal responsibility for the attainment of common goals 27ရာစုမှာ လူတိုင်းလူတိုင်းဟာပို၍အမိခိုကင်းပို၍လွတ်လပ်ဆုံးပြနိုင်စွမ်းရှိဒါပေမဲ့ဘုံရီမှန်းချက်တွေယာယီအတွေ့မိမိမှာလည်းတာဝန်ရှိတယ်ဆိုတဲ့ခံစားမှုလည်းအားကောင်းကောင်းရှိလူတော်လူကောင်းများဖြစ်ရေးပဲတော်ယုံမက ကောင်းတဲ့သူတွေဖြစ်လာဖို့ရည်ရွယ်ချက်ထားရမယ်၄ Learn to live together အတူတကွနေတတ်ကြရန်သင်ခြင်း သူတစ်ပါးကိုနားလည်ဖို့လိုအပ်တယ်သူတို့ရဲ့သမိုင်းသူတို့ရဲ့ဓလိထုံးစံနဲ့သူတို့ရဲ့စိတ်ယုံကြည်သက်ဝင်မှုကိုနားလည်မှအတူနေနိုင်မယ်နားလည်မှုဟာစိတ်အသစ်ဖြစ်ဖို့အခြေခံပဲစိတ်အသစ်ဆိုတာကလည်းကျွန်တော်တို့ရဲ့ပို၍ပို၍တိုးလာတဲ့အပြန်အလှန်မိခိုနေရခြင်းအနာဂတ်မှာရင်ဆိုင်ရမာတွေစွတ်စားရမာတွေကို အတူခွဲချမ်းစိတ်ဖြာ ကြည်ခြင်းနဲ့လမ်းညွှန်ရတာစိတ်အသစ်ကလူတွေဟာဘုံ project လုပ်ငန်းတွေအတူလုပ်ဖို့ရဲ့ မလွဲမသွေတွေ့ရမယ့်ပฏิပက္ခတွေကိုဉာဏ်ရှိငိမ့်ချမ်းတဲ့နီးလန်းနဲ့ဖြည့်ရှင်းနိုင်မှုရဲ့ဆောင်ကျင်းနိုင်တယ်။ဒါမှအပြက်နာရှာတတ်ပြီးတော့လဲရောက်ရဲနေတတ်ပြန်တဲ့အန်ဒီပွားတဲ့တန်တရာကလွတ်တာဆရာမိဘကတော်ပွဲခရစ်မတ်ပွဲတွေလုပ်ရတဲ့သက်ဝင်ယုံကြည်မှုမတူတဲ့ဆရာတွေရှိပါစေနိုင်ငံသားသားတယောက်တလေရှိဖို့လိုတယ်။လုံမီကြောင်းစတင်တီထောင်တော့ ဒီလော့ရဲ့ grade ကိုကျွန်တော်မသိသေးဘူးနောက်ပိုင်းမှာစာအုပ်စာတမ်းတွေရပြီးဖတ်ရတယ်ဒါပေမဲ့ចောင်းစကလေးကចောင်းကိုစိတ်ဝင်စားပြီးအမေရိကန်ကဆရာတွေလာတယ်ဒေါ်ရသီဂျင်းကာလ်တန်တက်ကတူက Gary Prairie Creek မူလာရန်ចောင်းက Simon Tyler စသဖြင့်အစုံပဲကာလ်တန်ចောင်းသားတွေလှူအားလာပေးတယ်စားလောက်နေလောက်ယုံဒေါ်လာရာခနှန်းနည်းနည်းပဲပေးရတယ်သူတို့သိပ်ပြောတယ်ကာလ်တန်ဒေါက်တာထွန်းမြက်ကရွေးချယ်လှုပ်ပေးတယ် အီတလီပါမားကအယ်ဘာတီနာသူကအီတလီမြန်မာ ချစ်ကြည်ရဲ့အသင်းဥက္ကဋ္ဌပါမနာကရေဒီယိုအီမလီယာကျောင်းတွေစီခေါ်ပြတယ်ရေဒီယိုကျောင်းတွေကမူဂျိုပညာရေးမှာကဘာမှာ အကောင်းဆုံးဆိုပဲရေဒီယိုကျောင်းတစ်ကျောင်းနဲ့လုံမဒီနဲ့အဆက်အသွယ်လောက်ကြတယ်ကျောင်းကဇာတ်တချို့တင်ချာဘလို့တင်မလဲအီတလီမှာတင်နန်းတက်ဖို့ကြတော့ကိုပြစ်ကြောက်ပြတ်သွားတယ် ယခုလုံမဏီအကြောင်းစတင်ပြောဖို့အချိန်တန်ပြီးထင်တယ်အခက်အခဲတွေရှိခဲ့တယ်ကျောင်းစဖွေကာစငွေရေးကြီးရေးကလည်းခက်ခဲလိုက်တာကျောင်းကိုလူတွေလက်ခံလာဖို့ခုနှစ်နှစ်လောက်ကြာတယ်ထင်ပါရဲ့ဆက်လက်ဖတ်ရှုတော်မူကြပါအခုနားဆင်ခဲ့ရတာကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများဤပြဿနာများနှင့်တိမြင်နားလည်ခြင်းစာအုပ်ထဲက အခန်းကဒီလောဤအယူဆဖြစ်ပါလေအခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ